ရမရီအတင်းသမိုင်းတစ်လျှောက်အကောင်းဆုံးဘရာဇီးကစားသမားဗီနီစီယပ်ဖြစ်လာမှာလားရမရီအတင်းဆိုတာဘရာဇီးကစားသမားတွေကိုတွင်းကုံတစ်ခုတင်သွင်းတယ်လို့စပိန်မျိုးကိုဆင်ဆက်မပြတ်ခေါ်ယူတတ်တဲ့အတင်းတစ်တင်းဖြစ်ပါတယ်ရမရီအတင်းမှာကြော်ကြားတဲ့ဘရာဇီးကစားသမားတွေကိုပြန်ဆင်ရဲကောက်မယ်ဆိုရင်ကစားသမားပေါင်းများစွာကိုတွေ့ရပါလိမ့်မယ်ရော်နယ်ဒိုကာကာကစ်မဲရိုရော်ဘင်ယိုရောဘတ်တူကာလိုမာဆယ်လိုပက်တစ်စတာဖာဗင်ယိုဒန်နီလိုအစရှိတဲ့ပြင်မနေမနောပါပဲလက်ရှိမှာဘရာဇီးကစားသမားတွေဖြစ်တဲ့ဗီနီစီယပ်ရိုဒီကိုအန်ဒရစ်မီလီတာကိုအစရှိသူလို့က ရမတွေ့တင်အတွက်ကစားပေးနေကြပါတယ်။ဒီဘရာဇီးကစားသမားတွေထဲမှာဘယ်ကစားသမားကဘရမတွေ့တင်အတွက်အကောင်းဆုံးကစားသူဖြစ်မလဲဆိုတဲ့မေးခွန်းကတော့ဝိဝါဒကွဲပြားစရာရှိပါတယ်။တိုက်စစ်၊ကွင်းလေ၊နောင်တန်းသူ့ညံနေတဲ့သွမ်းဆောင် ပုံချင်းကွဲပြားတာကြောင့်အကောင်းဆုံးကစားသမားကိုရွေးချယ်ဖို့ခက်ခဲတယ်ဆိုပေမဲ့ပရိသတ်များစုကတော့ FIFA ကမ္ဘာအကောင်းဆုံးကစားသမားစုကိုသုံးကြိမ်တိုင်ရထားတဲ့ဘရာဇီးတိုက်စစ်မှုရော်နယ်ဒိုကိုရီယယ်မက်ထရစ်အသင်းရဲ့အကောင်းဆုံးဘရာဇီးကစားသမားအဖြစ်သတ်မှတ်ကြပါတယ်။ရော်နယ်ဒိုဟာရီယယ်မက်ထရစ်အသင်းမှာ2002-2003ရာသီကနေ2006-2009ရာသီအထိကစားခဲ့ပြီး အသင်းအတွက်ပြိုင်ပွဲစုံ189ပွဲမှာတရ3ကိုတွင်ပွေထားပါတယ်။လက်ရှိမှာရော်နယ်ဒိုရဲ့ Real Madrid တွင်ကိုအရင်အတွက်ကိုလိုက်မိလာသူကတော့တက်စစ်မှုဗင်နီစီယားဖြစ်ပါတယ်။ဗင်နီစီယားဟာပြီးခဲ့တဲ့ La Liga ပွဲစဉ်ဘလကာနိုနဲ့ပွဲမှာတွင်ကိုတွင်ပြီးနောက် Real Madrid အသင်းအတွက်ပြိုင်ပွဲစုံတွင်ကို103ကိုထိရှိလာခဲ့တာပါ။ပြီးခဲ့တဲ့2024ခုနှစ်အတွက် FIFA ရဲ့အကောင်းဆုံးကစားသမားဆုရရှိထားသူဗင်နီစီယားအနေနဲ့မကြခင်အချိန်တွင် Real Madrid အသင်းမှာ Ronaldo ရဲ့ twin goal ရေအတွက်ကိုကြော်ဖြတ်နိုင်တော့မှာဖြစ်ပြီးဒီအသင်းရဲ့ twin goal အများဆုံးဘရာဇီးကစားသမားဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်တော့မှာပါ။ 私もあだなさる。